MGI ပြိုင်နေတဲ့ JK Sophia ကိုအတိုင်းနှလုံးထဲကအားပေးနေကြောင်းပြောလာတဲ့ထူဟန်လွင်နဲ့တဲဆူငယ် JK Sophia ကိုအများထင်တာတလို့မုန်းနေတာမျိုးမရှိပဲအားပေးနေကြောင်းပြောလာတဲ့သူတွေကတော့အလာမဲတဲဆူငယ်နဲ့ဆရာထူတို့ပါလူတွေကတော့ထူအလင်တို့တဲဆူငိန်တို့ဟာ JK Sophia ကိုအာမပေးဘူးအချင်းချင်းမတိကြဘူးလို့ထင်နေတာဖြစ်ပါတယ်။ထင်မယ်ဆိုလဲထင်ချင်စရာပါ။ထူအလင်ဟာ Miss Grand Myanmar National Director Maran Sino နဲ့ဟိုတယ်လို့ကလူသိရှင်ကြားပြဿနာကြီးချေဖြစ်ထားတာဖြစ်ပါတယ်။ အထူးသဖြင့် JK Sophia ဟာ Miss Grand ပြိုင်နေလို့လဲထူးအပ်လွန်လို့နဲ့မထည့်သလိုဖြစ်နေတာပါ။အားလုံးသိကြတဲ့အတိုင်းထူးအပ်လွန်နဲ့တဲဆူညင်းကိုမနစ်က Miss Grand International ကပေးတဲ့ဒဏ်ရာကမသေးပါဘူး။သူအလွင် Miss Grand Myanmar National Director ချိတ်ကိုင်းတွဲစဉ်တိမ်မောင်းတောင်းချီအုံခံကတဲဆူညင်းက Miss Grand ပြိုင်ခဲ့ပြီးမြေတတိယနေသားချိန်ရခဲ့ရတာဖြစ်ပါတယ်။ ။ဒါပြင် MGI CEO နဝကလည်းမြန်မာကိုထိုက်တဲ့နယ်စုတွေမပေးတာလေးလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေထူအန်လွင်ကမစ်မြန်မာလိုင်စင်ကိုဆွတ်လွတ်ခဲ့တာပါ။အဆိုပါလိုင်စင်ကိုမရက်ဆိုင်တော်ကကင်တွယ်နေရပါဒါကြောင့်လည်းမရက်ဆိုင်တော်နဲ့ထူအလင်းတို့ကြားမှာပုတ်တိုက်မှုတွေနေငယ်စီဖြစ်နေတာပါတဲစုညင်ရဲ့ပြည်သက်တွေကလည်း JK Sophia ကိုအားမပေးဘူးဆိုပြီးပြောတာတွေရှိတာပါဒီလိုအားပေးမှုနေနေပြီမြေ JK Sophia ကတော့ကောင်းဆုံးစူးစမ်းနေတာပါ ရှမ်းပြည်နယ်နမ်ခမ်းမြို့ကကချင်တိုင်းရင်းသူလေးဖြစ်တဲ့ JK ဆိုဖီယာဟာအလှနဲ့တွေမဟုတ်ပဲအရေးချင်းများစွာကိုပိုင်ဆိုင်ထားသူပါ။အင်္ဂလိပ်စာဆရာမလေးတယောက်ဖြစ်တာကြောင့်သူရဲ့အင်္ဂလိပ်စကားပြောစွမ်းရည်ကအတန်ထွက်မှန်ကပ်ပြီးယုံကြည်မှုအပြည့်ရှိတာကိုတွေ့ရမှာပါ။ဒါကြောင့်လည်းအလမေတယောက်မှရှိတဲ့အရေးချေတစ်ခုဖြစ်တဲ့ communication skill မှာသူကအမှတ်ပြင်းရရှိထားသူပါ။တချို့သောပရိသတ်တွေကတော့သူရဲ့အင်္ဂလိပ်အတန်ထွက်ဟာတဲဆူငိမ့်ထက်တောင်ပိုကောင်းမွန်တယ်လို့သုံးသပ်နေကြပါတယ်။ ဒါပြင်ချေကေဆိုဖီယာဟာအစိုးရကမှပါထူထွန်ပေးနုပညာထမ်းလန့်တဲ့အပြည့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။သူရဲ့မြန်မာစတိုင်ပြန်မိုးဝင်တချင်းဗီဒီယိုတွေကတက်သေးပါပဲ။ဒီရီချင်းနီကြောင့်လည်း Miss Grand International ရဲ့ Challenge Show ပြိုင်ပွဲမှာထိတ်ဆုံးကနေရပ်တည်နေနိုင်မယ်လို့မျှော်လင့်ထားကြပါတယ်။သူဟာတချို့လာမယ်လေလို့အခြေကြီးမဟုတ်ပေ။ဖော်ရွေးပွင့်လင်းပြီးတွက်လက်ထမြက်တဲ့ပုံစံကြောင့်နိုင်ငံတကာပြည်သက်တွေရဲ့ချစ်ကိုယ်ပါရရှိထားသူပါ။ လက်ရှိမှာတော့နိုင်ငံတကာ patron page တွေက JK Sofia ကိုဒီနေ့ Miss Grand International 2025တရဖို့အတွက်ဖိလစ်ပိုင်လှမယ်နေအပြိုင်ရေပန်းစာဆုံးတစ်ယောက်ဖြစ်သတ်မှတ်ထားကြပါတယ်။အနာကတော့စောနာကပြောခဲ့တယ်လို့ JK Sofia အပေါ်မှာပြည်တွင်းပြည်သက်တွေအားပေးမှုကနေပါနေတာပါပဲ။ အကြောင်းရင်းကတော့မနစ်ကဖြစ်ခဲ့တဲ့ကိစ္စလေးကြောင့် Miss Grand Time ဘဲပေါ့မြန်မာပြည်သက်တည်းရုံကြည်မှုကြဆင်းသွားတာ Mr. Nawai ရဲ့လုပ်ရည်တွေပေါ့မကျေနပ်တာတွေကြောင့်ဖြစ်ပါတယ်။ဒါကြောင့်တချို့ကဘလောက်တော်တော်ဘလောက်ကောင်းကောင်းမြန်မာကိုတော့ Crown ပေးမှမဟုတ်ဘူးဆိုတဲ့အတွေ့အကြုံတွေနဲ့ JK Sophia ကိုအာမပေးဘဲနေကြတာဟာသူ့အတွက်တော့အငယ်စရာတစ်ခုဖြစ်နေမှာအမှန်ပါပဲ။ ဒါပေမဲ့ JK Sophia ကတော့ဒီအခြေအနေတွေကြားကနေမြန်မာနိုင်ငံအတွက်ပထမဆုံး Miss Grand International တရဖူးကိုအရယူပေးနိုင်ဖို့အတွက်အကောင်းဆုံးစ조사ပြင်ဆင်နေပါတယ်။ပြည်သက်အားပေးမှုတွေဘလို့ပဲရှိနေပါစေ